မေရိကန်သမ္မတဒေါ်နယ်ထရမ့်ကဗင်နီဇွဲလားသမ္မတနီကိုလတ်မာဒူရိုနဲ့တန်တမာရေးအရာဆွေးနွေးကောင်းဆွေးနွေးမယ်လို့ပြောပါတယ်အမေရိကန်တက်ခတ်ရေးလေရင်တင်သင်းမောအုပ်စုကာရေဘီယံပင်လယ်တွင်းရောက်ရှိသွားချိန်မှာပဲနိုဝင်ဘာ16ရက်နေ့မှာထရမ့်ကခုလိုပြောတာပါဘာအကြောင်းအရာတွေဆွေးနွေးမလဲဆိုတာတော့ထရမ့်ကမပြောပေမဲ့ဗင်နီဇွဲလားဘက်ကတွေးဆစကားပြောဖို့ကန့်လန့်တယ်လို့ဆိုပါတယ်လေရင်တင်သင်းမော USS Gerald Ford တက်ခတ်ရေးရေရင်အုပ်စုကာရေဘီယံပင်လယ်တွင်းရောက်ရှိချိန်မှာ အမေရိကန်တောင်ပိုင်းစစ်ဒေသကုကရေးဌာနကလည်းဒေသတွင်းမတည်မငြိမ်ဖြစ်အောင်လုပ်နေတဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကျူးလွန်သူတွေကိုချေမှုန်းသွားမယ်လို့နိုဝင်ဘာ16ရက်နေ့မှာကြေညာချက်ထုတ်ပါတယ်။သမရရဲ့မူဝါဒတွေကိုမြန်ဆန်အောင်ထဲဖော်နိုင်အောင်စစ်မဲ့ရေးရဝန်ကြီး Pete Hexer ရဲ့ညွှန်ကြားချက်အတိုင်းအခုသူတို့ရောက်လာတာလို့တောင်ပိုင်းတိုင်းစစ်ဒေသမှရေတပ်ပူချုပ်ကြီး Elvin Holsey ကပြောပါတယ်။ ဂျယ်ရယ်ဖို့တိုက်ခိုက်ရေးရရင်အုပ်စုထပ်ပြီးရောက်လာတာကြောင့်ဒါဟာနှစ်ပေါင်းများစွာအတွင်းကယ်ရီဘီယံဒေသမှာ အမေရိကန်စစ်အင်အားအများဆုံးစုဖွဲ့မိတာလည်းဖြစ်ပါတယ်အမေရိကန်ပြည်ထောင်စုကိုလက်တင်နဲ့တောင်အမေရိကနိုင်ငံတွေကဝင်ရောက်နေတဲ့မွေးရေးဆေးဝါးတားဆီးဖို့အခုလိုရေတက်အင်အားဖြည့်ဆည်းနေတာလို့အမေရိကန်ကပြောပေမဲ့ ဗင်နီဇွဲလားသမ္မတနီကိုလတ်စ်မာဒူရိုကိုလည်းအာနာရှင်အဖြစ်အမေရိကန်ကသတ်မှတ်ထားတာပါဒါပြင်အဲ့ဒီဒေသတွေမှာတရုတ်ရဲ့ဩဇာချဲ့ထွင်လာမှုကိုတုံ့ပြန်တဲ့အနေနဲ့ခုလိုစစ်အင်အားတိုးချဲ့လာတာလို့လဲကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်ခင်ဗျာကျွန်တော်အောင်ဆွေပါ